ဆန်ကိုဘယ်တော့မှဝယ်မစားခဲ့ဘူးဘူးဆိုတဲ့စကားမှာတခွန်ကြောင့်ဂျပန်အစိုးရရဲ့လေယာလုပ်ငန်းဝန်ကြီးတာကူအီတိုဟာသူ့ရဲ့ယာဒူးကိုစွန့်ခွာခဲ့ရပါတယ်။ပြီးခဲ့တဲ့သတင်းပတ်ကောင်ကသူဟာဘယ်တော့မှဆန်ကိုဝယ်စားစရာမလိုခဲ့ဘူးလို့ပြောကြားခဲ့ပါတယ်။သူ့ကိုအားပေးထောက်ခံသူတွေကဆန်တွေလက်ဆောင်ပေးကြတာနဲ့တင်သူ့အိမ်အတွက်ဆန်ဝယ်စရာမလိုခဲ့ဘူးလို့တာကူကဆိုတာပါ။အဲ့ဒီစကားဟာလူတို့ကြားမှာမကျေနပ်ချက်တွေကိုမြင့်တက်လာစေပါတယ်။ဆန်ဟာဂျပန်မှာအဓိကစားသောက်ကုန်တစ်ခုဖြစ်ပြီးဆန်စည်းတွေမြင့်တက်နေခြင်းက အစိုးရအတွက်အကန့်အတွဲဖြည့်ရှင်းရမယ့်မူဝါဒရေးရပြဿနာတစ်ခုဖြစ်နေပါတယ်။ယာရီဥရုပြဿနာတွေနဲ့လယ်သမားတွေကိုအကာအကွယ်ပေးဖို့နှိရှေလာများကျင့်သုံးနေတဲ့မူဝါဒတွေကိုအကြောင်းပြုပြီးစံစည်းတွေမြင့်တက်နေတာလို့လေလာသူတွေကပြောတာပါ။အဲ့ဒီအချိန်မှာတာကူကအမတ်မတင်ပြောလိုက်တဲ့စကားတစ်ခုဟာအကြီးအကျယ်အငင်းပွားစရာဖြစ်လာစေခဲ့တာပါ။ဝေဖန်မှုတွေကြုံတွေ့နေရတဲ့တာကူဟာမေလ22ရက်နေ့မှာတော့သူ့ရဲ့နှုတ်ထွက်စာကိုဝန်ကြီးချုပ်ရှီကူရီအီရှိဗာစီပေးအပ်ခဲ့ပါတယ်။ ဂျပန်အစိုးရဟာလူတို့ထောက်ခံမှုတတိတတကြဆင်းနေတဲ့အခြေအနေတွေနဲ့ရုန်းကန်နေရချိန်မှာအခုလိုကိစ္စမျိုးနဲ့ထပ်ပြီးကြုံလာရတာပါတာကူဟာသူ့အနေနဲ့လက်ရှိရယူထားတဲ့ယာဒူးတာဝန်တွေတင်းတော်တဲ့တူမဟုတ်ဘူးလို့ယူဆမိတာကြောင့်ယာဒူးကနေနှုတ်ထွက်စာတင်ခဲ့တာလို့ပြောပါတယ်ဂျပန်မှာစံစည်းတွေမြင့်တက်နေတဲ့နောက်စိုက်ပျိုးရေးဝန်ကြီးဌာနဟာတူလောင်ထားတဲ့စံတွေကိုဈေးွက်တဲထုတ်ရောင်းပေးတာအပါအဝင်နီလအမျိုးမျိုးနဲ့ဖြည့်ရှင်းဖို့စူးစမ်းနေပေမဲ့ထိရောက်တဲ့အခြေအနေမျိုးတော့မရှိသေးပါဘူး နိုင်ငံအနှံ့ကစူပါမားကတ်ပေါင်းထောင်လောက်မှာအခုသတင်းပတ်အတွင်းစံစေးဟာတမိုင်းတစ်ချက်အမြင့်ဆုံးအဖြစ်5ကီလိုဂရမ်88ကို4268ယန်တနည်းအားဖြင့်ဒေါ်လာ30နီးပါးလောက်ထိမြင့်တက်နေကြောင်းသိရပါတယ်ရှင်